မြန်လျင်ဘေးတန်တင်ဒေတာတွေမှာယခုရက်ပိုင်းအတွင်းမိုးရသွန်းနိုင်ပွဲရှိပေမဲ့လေမိုးရချင်းအများအပြားရွာသွန်းမှာမဟုတ်ဘဲအနည်းငယ်သာရွာသွန်းနိုင်တယ်လို့မိုးလေဝသနဲ့စကားပြတာညွှန်ကြားမှုဦးစီးဌာနမှာညွှန်ကြားရေးမှူးဦးလာထွန်းကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်။တိုင်းထွာချက်တွေအရာဧပြီလ5ရက်6ရက်လောက်မှာဘင်္ဂလားပင်လယ်အော်အတွင်းလေပီအားနဲ့ရေဝန်တစ်ခုဖြစ်ပေါ်လာနိုင်ပြီးမုန်တိုင်းဖြစ်မဲ့အနေအထားကိုတော့လက်ရှိမှာမတွေ့ရသေးကြောင်းလေပီအားနဲ့ရေဝန်ဖြစ်ပေါ်ပြီးမှသာခံမှန်းရတာဖြစ်ကြောင်းလည်းသူကပြောပါရယ်။ဒီကရွာနိုင်တဲ့နေရာတွေအားလုံး ညနေကတောင်ပိုင်းကိုပြောချင်းပေါ့ပြောချင်းပေါ်ကြည့်တော့ဒီလိုရံဒီလာတော့ပုံစံဒီနေပါလိမ့်။ဒါရှာမဲ့ရောင်းနေနေ။နောက်ဒီလိုနဲ့ထက်ပိုင်းကိုကချင်းအပိုင်းတိုင်းဒီလာဒီထက်ပိုင်းကိုဟောရတော့တာဒီနေနေ။အဲတော့ဒါဒီလေပိုင်းစီနဲ့နေနေတန်တဲ့ဒေတာတွေပါတော့ဘောရတော့ကြွားနိုင်နေတော့ဟိုတက်ဟိုတက်ရှိ ချက်မှုတွေလည်းရတာအဲ့ဆက်ပြောရအောင်ကြံကြံမှုတွေရောင်းတာဒီကြဲတဲ့နေမျိုးကြောင့်ဘာသာမျိုးတွေရှိနေတယ်ဒီကြဲတဲ့နေမျိုးများသာသာရောင်းနေနေခံပြီးတော့ပတ်သက်ပြရတယ်တကယ်ငယ်ငယ်ကကရောင်းတိုင်းဗာမင်းသာကဘုံပိုင်းဝင်လို့ရောင်းတယ်ဒီကဘယ်နိုင်ရလဲချင်းတယ်လို့လဲကျင်းနေတယ်။ဒါတောင်ဒီတောင်မပြောလို့ရအောင် ော့ကြေရတယ်ပေါ့ဘိုင်းနေနဲ့လာလာတယ်မတွေ့ရဘူး။ဒါမော်ရီရဲ့တစ်ချက်လို့ရတယ်ဒီတော့အင်းကြီးရှိတယ်။ဒီကတော့မိုးရတဲ့ခါကျတော့ဟိုမင်းရကြွရင်တော့လည်းခံရရှိတာပေါ့လေ။ဒါပြင်နေတဲ့တောင်းကိုမိုးမိုးရတော့ဒီကြတာတော့ပါတယ်ဒါမျိုးတွေတော့အောက်ကန်တွေကတိတိကျကျရောဒီကျေးဇူးတွေရှိတယ်။ဟုတ်တော့လက်ရှိအနေထားရတော့ အဲ့ဒီနေတဲ့တဲ့ဒေသတွေမှာအဲ့လောက်ရန်ရဆောက်ရရောင်းတဲ့ဒေသမျိုးတွေ့ရတယ်။ဟုတ်။ဒါလေးတခုရှိပါ။အဲ့တော့ဘာလို့ကျွန်တော်အမိုးကမိုးရရင်တော့အမိုးကလာတော့မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကပြည်အား9.8အဆင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးတဲ့နောက်နေအိမ်အဆောက်အုံအများအပြားပြိုကျပျက်စီးခဲ့ရပေမဲ့ဧပြီလ10ရက်နေ့အထိငလျင်ငယ်လေးတွေဟာလည်းဆက်တိုက်လှုပ်ခတ်နေဆဲဖြစ်ပါတယ်။ ဒါကြောင့်ဒေသခံပြည်သူလူထုအနေနဲ့နေအိမ်တွေမှာမနေထိုင်ရဲကြတဲ့အတွက်လမ်းမပေါ်တွေကိုထွက်ကာနေထိုင်အိပ်စက်မှုတွေပြုလုပ်နေရတယ်ဖြစ်ပါတယ်။ဒါပြင်ရာသီဥတုပူမြေမှုနဲ့အတူပြိုကျအဆောက်အုံတွေကြမှာတေဆုံရုပ်အလောင်းတွေကိုလည်းအလုံးစုံမထုံနိုင်သေးတဲ့အတွက်ပုံနဲ့နေထွက်ပေါ်နေကြောင်းလည်းကိုညီကယ်ဆယ်ရေးအသင်းတွေထံကနေသိရပါတယ်။ဒီလိုအခြေအနေမျိုးမှာမိုးရသွန်းမှုတွေဖြစ်ပေါ်လာမယ်ဆိုပါကပြိုကျပျက်စီးတဲ့အဆောက်အုံတွေအတွက်ပိုအန္တရာယ်ရှိနိုင်တဲ့အပြင် ေသခံလူထုအနေနဲ့လည်းကျမ်းမာရေးကိုတတိပြုရမှာဖြစ်တယ်လို့ပုဂံခရိုင်ပြည်သူကျမ်းမာရေးဦးစီးဌာနမှကျမ်းမာရေးမှူးဒေါက်တာတင်မောင်ချိုက CNN တင်ဒင်းဌာနကိုပြောပါဗျာ။ရေးရတော့ဥစားပေးပြီးတော့ဒါတော့ဥစားဖြစ်ပြီးတော့လုပ်ပြလာတော့ညအကြီးကဒီမှာလူကဆုံးရကြီးပဲရင်းရှိတော့ဖြစ်နေတဲ့အတိုင်းပစ်တုံးပေါ့ပစ်တုံးကြီးဖြစ်နိုင်တာပေါ့များတော့ပေါ့နော်ရေးရနဲ့ပတ်သက်တဲ့ဟိုဟာရှိရတယ်ဒီကောင်းစင်းနေဟာကြီးဟိုနဲတော့ကြတော့အဲ့ဒါကြီးရှိလာနေတော့ကလူစုဝင်နေကြတယ်ဒီပေါင်းရတဲ့ များချင်ကြတာဝန်ကြောဝန်ပြတ်သူဖြစ်နေတာမြန်မာနိုင်ငံမှာ match လ28ရက်နေ့ကပြင်အား9.8 Richter scale ရှိတဲ့ငလျင်လှုပ်ခတ်သွားမှုကြောင့်လက်ရှိအချိန်ထိလူပေါင်း2000ကျော်သေဆုံးလျက်ရှိပြီးတော့ထိခိုက်ဒဏ်ရာရရှိသူဥယျာဉ်မှာ4000ကျော်ရှိပြီဖြစ်တယ်လို့နှစ်ဆက်ကကထုတ်ပြန်ထားပါတယ်